ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်အောင်ဂမယာဖြစ်ရဲ့စံကျယ်ဇလံကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှတင်ဆက်ပေးမှာကတော့စာရေးသူဆရာတာဒီသားထားတဲ့ကံတော်ကဝေမဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဇလံလေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနဲ့တွားဖို့နဲ့ဇလံသစ်များစွာကိုမလွတ်တမ်းသာစေနိုင်ဖို့ ဘေးနားအနုတီခေါင်းလောင်းလေးကိုလည်းနှိပ်တော့ပြဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဆရာကြီးဦးမီအောင်ရဲ့ကဝေးတိုက်ပွဲတွေကဆက်နေရပဲ။တာတီအောင်ရွာပြန်မြောက်တာအတော်ကြာနေပြီ။ဆရာကြီးစီရောက်တော့မှပဲ။လောကကြီးမှာမော်ပညာဆိုတာတကယ်ရှိမှန်းသိလာတာဗျ။ပြီးတော့အလင်းမော်ပညာတဲ့နဲ့အမောင်မော်ပညာတဲ့တွေအကြောင်းကိုလည်းသိလာတာဗျ။လူတွေပြောပြောနေတဲ့အထက်လန်းနဲ့အောက်လန်းဆိုတာကိုတိကျုံတော့မှပဲ။တာတီယုံတော့ရာ။တာတီယုံမြင်မှုတဲ့အထက်လန်းပညာဆိုတာကတော့ တက်တက်လုပ်ကလေးစားတိလာကလေးစောက်တည်ပရိကြီးတကုံတယောက်ယောက်စိတ်မြဲသူတွေကိုဗျသူတို့တွေကဆုံးဖြူစားရတော့ပယောဂကတ္တာတို့ကိုမေတ္တာစကားပြောဆိုပြီးပညာဆုံးခိုင်းဒီတစ်ခွက်လောက်တိုက်ပြီးသစ္စာဆုံးခိုင်းကြတာဆရာကြီးဦးမေအောင်တို့လိုကဝီတွေတရင်နာဆွင့်တိတိကျကျကြားပြီးဆိုရင်မိမိရရလိုက်ပြီးသူတေကိုတေတိုက်ကြခိုက်ကြလက်စအပီတုံးပြကြတယ်တကယ်အလင်းမော်ပညာရှင်ကြီးမျိုးတာတီအခုမှတွေ့ဘူးကြုံဘူးတာဗျ ဒီတော့မှလေအမောင်တိုက် အမောင်တိုက် အမိုက်တိုက်ထဲမှာအသက်ရာနဲ့ချီပြီးရှိကြတဲ့အောင်လန်းမော်ပညာသေးကြီးတွေကိုတာတွေ့တွေ့ဘူးကြုံဘူးတာပါအခုမှပဲဒီလောကကြီးထဲမှာအင်မတန်ကြောက်စရာကောင်းတဲ့အောင်လန်းမော်ပညာဆိုတာတကယ်ရှိနေရပါလားလို့တာတွေသိလာတာဗျအခုလဲကြည့်လေကျုပ်ရဲ့ဆရာနွန်ဖားရဲ့ဆရာကြီးရဲ့ဗဟန်းကဇဝင်းကြီးရဲ့ကကန်းခေါ်ပင်ကြီးနှစ်ပင်အောက်ကအုတ်တိုင်းခုံလေးမှာထိုင်နေကြတာဗျလေးကလေးတဖြူဖြူနဲ့ ဆရာတပည့်နေအောင်စကားပြောနေကြတာပေါ့ဗျာဆရာနော်စေးကြိတ်တောင်မှာဂူအောင်ကဝေးကြီးကိုနှိမ်နှင်းတော့ကကြာကြီးတကောင်လိုဖန်ဆင်းလိုက်တာဘလို့ပညာမျိုးလဲဆရာတာတေးအဲ့ဒါမော်ပညာရီတွေကရုပ်ပြောင်းရုပ်လဲအတက်လို့ခေါ်တယ်ကွာဆရာနော်ဗျအဲ့ဒီပညာရီတက်ထားတာကြာပြီလားဗျအင်းမင်းတို့ရမရောက်ခင်ကလေးကတက်ပြီးသားပါကွာဒါဆိုရင်တစ်ဆုံးပင်လိုက်တော့ဆရာနော်ဗျမဖေးပါဘူးတာတာကလေးနိုင်တာပေါ့ဟုတ်လားနိုင်ပါတယ်မောင်တာတေး ဟာဒါဆိုရင်တော့ဆီယာနိုဘအဲ့ဒီတော့ကဘာဖြစ်လို့ထွက်ပြီးရတော့ဟာမောင်တာတရားလေးအထက်လန်းမော်ပညာရှင်ဆိုတာကိုနိုင်နိုင်အနိုင်မယူဘူးကတစ်ဆုံးမင်းဆိုတာမဖေးပါလို့ပိုင်ထဲမှာပောက်တာလေကျုပ်ကအဲ့ဒီတစ်ဆုံးမင်းကိုဝင်လူယူတာမဟုတ်ဘူးလားရအောင်ယူပြီးလွတ်အောင်ပြရတာပေါ့မောင်တာတရဲ့အဲ့လိုမဟုတ်ဘဲကျုပ်တက်ထားတဲ့ပညာရည်နဲ့မဖေးပါဘူးဒုက္ခပေးလိုက်ကျုပ်ကလက်နဲ့အာကူနဲ့မတရားအနိုင်ချင်းနဲ့ဓမြဖြစ်သွားမှာပေါ့ ။ဩဒီလိုလား။ကျုပ်ကဒီတော့မှနားနေတာဗျ။အင်းပြောပြရရင်တော့ကျုပ်မသိတာခမားများရဲ့ပြုတ်။ကျုံနဲ့ဆရာနှုတ်ဖာစကားပြောနေတော့မှပဲချက်တကားတွန့်ဖွင့်ပြီးဆရာကြီးဝင်လာတယ်။ဟာဆရာကြီးတော်ပြန်လာပြီကော။ဆရာနှုတ်ဖာဆရာကြီးလက်ထက်ကအိတ်ကိုပြပြသလေးထပြီးယူတယ်ဗျ။ကျုပ်ကတော့ဆရာကြီးလက်ထက်ကထီးကောက်ကြီးကိုစီးယူတယ်။အေးကွာနှုတ်ဖာရနေသိမပူခင်မင်းစောစောပြန်ခဲ့ရတယ်။ဆရာကြီးအပြင်းသွားတာကျွန်တော်ပြင်တီးတော်မတီးလိုက်ဘူးဗျာ။ ောင်ကြီးပြောမှတိတာအေးဟုတ်တယ်မင်းနဲ့မောင်တာဒီတို့အိတ်ကောင်းနေရာနဲ့ကြုံမပြောတော့တာဒီလိုကွာနှောဖားရဲ့ဘာကရာတိုက်ကဆရာဘာခီယာတိုက်ကဆရာတော်ကကျုပ်ကိုခေါ်ခိုင်းလို့လိုက်သွားရတာအော်ဒီလိုလားဆရာအေးကွာဘာခီယာတော့ရတော့ကွာစမ်းချောင်းကကြောင်းတိုက်ကြီးပေါ့အဲ့ဒါရောက်တော့အညာဖုန်းကြီးတစ်ပါးရောက်နေတာတွေ့တယ်အဲ့ဒီဖုန်းကြီးရဲ့ဘွေကဥညာနာတယ်ကွာသူတို့ရွာမှာရေကန်ကြီးတစ်ကန်ရှိရတဲ့ အဲ့ဒီကန်ကြီးကို ကန်တော်လူခေါ်တယ်ဆိုပဲအဲ့ဒီဖုန်ကြီးရဲ့เจ้าကတော့ကန်တောင်ဘက်မှာရှိတာတဲ့သူเจ้าကတော့မြို့သူမြို့သားတွေကကန်တော်เจ้าလို့ခေါ်ကြတယ်တဲ့သူเจ้าကြီးကเจ้าဝင်းကလည်းအကျယ်ကြီးဆိုပဲเจ้าဝင်းထဲမှာတရက်မယန်းမလက်ကဩဇာတစ်တူတစ်ပင်စုံလို့ဆိုပဲတကာတကာမတွေကလည်းအမြဲမပြတ်သွာလာဝင်ထွက်နေကြတာတဲ့အခုနောက်ပိုင်းတော့မြို့တွေကလူတွေကကန်တော်ဘက်ကိုရောဖုန်ကြီးရဲ့ကန်တော်เจ้าဘက်ကိုရော အလားအသွားသိမလို့ကြဘူးရဲ့ကွ။ဟမ်ဘာဖြစ်လို့လဲဆရာ။အေးဒီလိုကွာနှောဖားရဲ့။အဲ့ဒီကံတော်လေးမှာကံတော်ကွေမဆိုတာရောက်လာတယ်ဆိုပဲ။ဖြာကံတော်ကွေမဟုတ်လားဆရာကြီး။အေးဟုတ်တယ်နှောဖား။ဒီကွေမရောက်လာတာသိမကြသေးဘူးရဲ့ကွ။တခါတလေဆိုရင်လူတော်တော်များများကိုမြင်ဘူးတာဆိုပဲ။အခုကြွလာတဲ့ဖုန်းကြီးဥညာနာဆိုတာမကြမကြမြင်ရတယ်ဆိုပဲကွ။တခါတလေကြတော့ဝင်းပလီလူလူ ခွေးလိုလိုအကောင်ကြီးတကောင်ကန်လေးကိုခိုးချသွားတာတွေ့ရင်လူကတွေ့တယ်တဲ့တခါတလေကြတော့လေချောချောလာလာမိန်းကလေးတယောက်ပုံစံနဲ့ကိုဝေမမြို့ထဲရှောက်သွားနေရဆိုပဲလွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ညတကောင်လောက်ကြီးမှာစပင်ဖားလဲရကြီးချပြီးတော့ထမိန်ပေါင်လေနောက်နဲ့မြို့ထဲမှာပြေးသွားတာတွေ့ရတဲ့တချို့လူတွေကလူတွေကလိုက်ကြည့်ကြတယ်ဆိုပဲအဲ့ဒီစပင်ဖားလဲကြီးကတော့ကန်လေးကိုခုံချသွားတာတွေ့တဲ့လူတွေကတော့အရေးချေစောင့်ကြည့်နေတော့မှပဲကန်လေးမှာဝုန်းကနေမြည်သွားပြီးတော့ မိချောင်းကြီးတကောင်ပေါ်လာတယ်လေကွာလူတွေလည်းစွပြေးကြတာပေါ့အခုတော့အဲ့ဒီတဲ့တွေသူတို့တမျိုးလုံးပြန်နေပြီလူတွေဆိုတာကြီးလန့်ဆာဆာဖြစ်နေကြတယ်ဆိုပဲမိမချောချောလေးတွေကလည်းဒါကန်တော်ကဝေမများလားလူဆိုးဆိုးမိမကြီးတွေလည်းဒါကန်တော်ကဝေမလားနောက်ဆုံးဂုံဂုံပြောမယ်ကွာခွေးကြီးကြီးတကောင်တွေ့နေတော့မှဒါကန်တော်ကဝေမလားလို့တချိတ်ထိတလန့်လန့်ဖြစ်နေကြရတယ်အဲ့ဒီကန်တော်ဘက်တော့လူတွေချီဦးတော့မလဲကြတော့ဆိုပဲကန်တော်တဝိုင်းမှာတော့ တိတ်ဆိတ်ခြောက်ကန်နေတာပဲဟေ။ဦးညာနာကြောင့်လည်းလူတွေအဝင်ထွက်မရှိကြတော့ဘူးတဲ့။ဟာတော်တော်ကိုစိုးပါလားဆရာ။အေးအဲ့ဒါငါစဉ်းစားနေတာနော်ဖားရဲ့။ဒီကွေမတော့ဘယ်ရောက်လာရလဲ။ပြီးတော့ဒီမျိုးမှာဘာလာလောက်တာလဲဆိုတာပေါ့ကွာ။ပညာရှင်တော့တော်တော်မြင့်မုံပဲဆရာကြီးရဲ့။ရေပေါ်တော်လမ်းလျှောက်နိုင်နေဆိုပဲ။ကျုပ်လည်းကျုပ်တွေးမိတာကလေးကိုဝင်ပြောလိုက်တာပေါ့။မောင်တာတီရဲ့ကိုဝေတော်တော်များများကတော့ပညာအမြင့်စခန်းရောက်လာရင် ရေပေါ်မှာရှောင်းနိုင်ကြတယ်ကွဟာဟုတ်လားဆရာကြီးကျုပ်စိတ်ချင်းပြောရရင်တော့ဒီကွေမဟာဒီမြို့မှာကြာကြာတော့နေမယ်မထင်ဘူးကိစ္စတခုခုရှိလို့သာလာနေတာဖြစ်မယ်အဲ့ဒီကိစ္စဘာများဖြစ်နိုင်မလဲဆိုတာကျုပ်တွေးနေတာဆရာကြီးရောဆရာနုံဖပါငြင်းသွားကြတယ်ဆရာကြီးကတော့ကျုံနဲ့ဆရာနုံဖထိုင်နေတယ်အုတ်ခုံကလေးရဲ့မျက်နှာချင်းဆိုင်ကအုတ်ခုံကလေးမှာထိုင်နေတယ်တော်တော်ကလေးကြောင်ကိုငြင်းနေတာပြုတ်ဟာကျုပ်တွေးမိပြီနုံဖရေကျုပ်တွေးမိပြီ ဆရာနှုတ်ဖာရောကျုပ်ရောဆရာကြီးကိုငေးကြည့်နေကြတာဗျို့ကျုပ်တို့နေအောင်စလုံးဆရာကြီးဘာများပြောမှလဲဆိုတာကိုစောင့်နေကြတာကျုပ်ကတော့လူကိုတည်ကျင်နေတာဗျို့ကျုပ်တွေးတာသာမှန်လို့ကတော့ကန်တော်ကိုရီမတတ်တန်း300လောက်တော့အနည်းဆုံးပဲကွာဟင်ဟုတ်လားဆရာကြီးအဲ့ဒီကန်အောင်မှာကြောင်းမိကြောင်းရုပ်ရှိလိမ့်မယ်အဲ့ဒီကဝေမှာ သူ့အသက်ကိုအဲ့ဒီကြောင်းမိကြောင်းထဲမှာထားတာဖြစ်လိမ့်မယ်အဲ့ဒီကြောင်းမိကြောင်းကအနှစ်တရာမှတခါအသက်ဝင်တာ အဲ့ဒီချိန်မှာအပြူစင်တယောက်ကိုရေစတိရတယ်။ဗျာရေစတိရတယ်ဆိုတာဘာလဲဆရာကြီး။ကျုပ်ကဆရာကြီးရဲ့စကားကိုနားမလည်လို့မေးလိုက်တယ်။ရေစတိတယ်ဆိုတာအရှင်လက်လက်ရေးထဲချပြီးတက်တာပေါ့ကွ။ဟင်ဟုတ်လား။အေးအဲ့ဒါလေတနေဦးနေသမီးအပြူစင်ကိုစတိရတာကွ။အဲ့ဒီအချိန်မှာမော်နဲ့စီရင်ထားတဲ့ကြောက်မိကြောင်းကအသက်ဝင်လာပြီးတော့တနေဦးနေသားသမီးရဲ့ဝိညာဉ်ကိုဆုပ်ယူသွားရော။လူကောင်ကနည်းနည်းမှစားတာမဟုတ်ဘူး။ရေထဲမှာအလောင်းကဒီတိုင်းပေါ်လာတာ။ အဲ့ဒီလိုတစ်ခါလောက်တိုင်းအဲ့ဒီကဝေမှာအနစ်တရာအသက်ထက်ရှိသွားရောဟိဟာဆရာကြီးဒါတွေကိုသိတယ်နော်အဲ့လိုကျုပ်ကပြောတော့ဆရာကြီးကခေါင်းညိတ်ပြီးကျုပ်လန်ဒန်မှာနေတော့ကကျုပ်ကိုအထက်လမ်းပေါ်ဆရာတွေထပ်တင်ပြီးတဲ့မစ္စတာကမ်ဘေလာဆိုတဲ့လူမဲကြီးတယောက်ပြောပြဘူးတယ်ကွာမစ္စတာကမ်ဘေလာကိုယ်တိုင်ကြုံဘူးတဲ့လူဖြူကဝေမှာတယောက်ဆိုရင်တောင်ကြားရေကန်ကြီးတခုတွေမှာကြောက်မိကြောက်တကောင်ဖန်ဆင်းပြီးတော့သူ့အသက်ကိုအဲ့ဒီမှာထားတာဆိုပဲသူ့ကိုဘယ်သူတက်လို့မှမသိဘူးတဲ့ဟဲ့ အသက်လေး900လောက်ရှိပြီရဲ့ကွ။ဒါဆိုရင်ဒီကန်တော်ကိုဝေမအောင်လွတ်လွတ်နဲ့လုံးလို့ရပါမလားဆရာ။ Ừm နီးလန်းတော်ရှာရမှာပေါ့နုံဖားရဲ့။အသက်ဝက်နိုင်တဲ့အဆင့်ဆိုတာနည်းနည်းနော်နော်ပညာတော့မဟုတ်ဘူးကွ။ကျုပ်တခုစီရင်ရမှာပေါ့လေ။ဘာများလဲဆရာကြီး။ကျုပ်ကလည်းသိချင်မိပြီဆိုရင် လူသိချင်တဲ့ကောင်းပြ။မောင်တာတီရေမုံဆိုးကြီးတွေမိချောင်းဖက်တဲ့အခါတုံးတဲ့တနှုတ်ဆိုတာကြားဘူးလား။အာကြားဘူးုံနေဘေးကမလဲဆရာကြီးရဲ့။ ကျုပ်တိတိကျကျကိုကင်မှုတာဗျကျုပ်ပင်လယ်ဘက်ကိုလိုက်သွားဘူးလေအဲ့ဒီမှာဦးမိုးလို့ခေါ်တဲ့ရေမုတ်ဆိုးကြီးအိမ်မှာတွေ့ခဲ့တာဗျမိချောင်းထိုးတဲ့တနုဆိုလို့ကျုပ်တိတိကျကျကင်ကြည့်ခဲ့တာဟုတ်ပြီမောင်တာတေးအဲ့ဒီတနုကိုကျုပ်တို့လှုပ်ကြရလိမ့်မယ်ရိုးရိုးတန်နေတော့လှုပ်လို့မရဘူးကွငွေနဲ့လှုပ်ရမှာငွေတော်ရိုးရိုးငွေမဟုတ်ဘူးဖះအမင်းစွန်းတော်ကြီးတော့ပန်းတော်ကတဲ့ငွေလီမန်းကိုငွေရီဖလားတို့ငွေညောင်ရီအိုးတို့ကိုအရေးကြိုးပြီးတနုလန်သွားလောက်ရမှာ ဟာလွဲပါမလားဆရာဆရာနှုတ်ဖဝင်းမိမိရဲ့ဗျလွဲပါတယ်နှုတ်ဖရဲ့ကျုံမှာအဲ့ဒီပစ္စည်းတွေစုထားတာအများကြီးရှိတယ်ပပေးဆရာနဲ့ပရင်ဆရာပေါင်းပြီးလှုပ်ခိုင်းရမှာတပတ်လောက်ကြာတော့ဆရာကြီးလှုပ်ခိုင်းထားတဲ့တနုံရပြီအောင်မာတော်တော်လေးလေးတာဗျတနုံထိတ်ကလန့်သွားရလေချွမြနေရပဲအယိုးနောက်မှာတော့ကွင်းတစ်ခုပါတယ်အဲ့ဒီမှာကျူးတက်ရမှာလေမိเจ้าကိုထိုးပြီးရင်တော့အဲ့ဒီကျိုးကနေတနုတ်ကိုပြန်ဆွဲယူရတာ ငွေတနုတ်ကိုဆရာကြီးကတိတိကျကျစီးရင်နေပြမန်းနံတွေရွတ်တယ်တက်ဆိုင်နဲ့အဆောင်ရှောက်တွေကိုလည်းအပ်တယ်ကျိုးတို့တို့ရောက်အဲ့ဒီမျိုးကိုရောက်တဲ့ခါတော့ကန်တော်ကိုလိုက်ပို့မိမင်းလေးတောင်ခေါ်လို့မရဘူးမင်းလေးတော်တော်ရှာယူရတယ်ဗျနောက်တော့အသက်ကြီးကြီးမင်းလေးသမားတယောက်ကတူလိုက်မယ်လို့ပြောတယ်ဒါနဲ့တာတီတို့ကန်တော်ကြောင့်ဖုန်ကြီးညာနာစီကိုရောက်ခဲ့ကြတယ်ဖုန်ကြီးညာနာတတ်တော်90ကျော်ကျော်ပဲရှိသေးတာပဲကျိုးတို့တို့တွေ့တော့ဖုန်ကြီးကလို့ဝမ်းသာသွားတာဗျို့ဟာ ဒကာကြီးတို့ရောက်လာပြီလားလာကြလာကြဖုန်းကြီးကဒကာကြီးတို့မျှော်နေတာကျုပ်တို့လည်းဖုန်းကြီးကိုဝေ့ပြပြီးတော့ပြောင်းလဲနေတဲ့ကျမ်းပြမှာပဲထိုင်လိုက်ကြတယ်ဆရာကြီးပြောတဲ့အတိုင်းပါပဲဖုန်းကြီးကျောင်းဝင်းကအတော်ကိုကျေတာအထဲမှာလေးတီးပင်စားပင်နေနဲ့ကျောင်းဝင်းကြီးတို့ကတော့စိတ်ဆူအေးမြနေရပဲဒီကျောင်းမှာတန်ခါခုနှစ်ပါးနဲ့ကိုရင်၁၀ပါးရှိတယ်ဒကာကြီးရဲ့ကျောင်းသားကလေး၅ယောက်လေးရှိတယ်တန်ခါတချို့နဲ့ကိုရင်တွေကတော့ဟိုအနောက်ဘက်ကကျောင်းကြီးမှာတရင်တုံးနေတယ် ဖုန်းကြီးနဲ့တန်ခါသုံးပါပဲဒီเจ้าမှာတရင်သုံးတာတကကြီးတို့ကဟိုဒီเจ้าကြီးအပေါ်ထက်မှာလွတ်လွတ်လပ်လပ်တိတ်ခုန်နေထိုင်ကြစားဖို့တောက်ဖို့အားလုံးပြည့်စုံပါတယ်တကကြီးတို့ဆောင်ရွက်မဲ့ကိစ္စကိုသာအေးအေးဆေးဆေးလုပ်ကြပြီးတော့မမဖျားအခုရမှာဘာထူးခြားသေးတော့ဖျားအဲ့လိုဆရာကြီးကဖုန်းကြီးဥညာနာကိုရှောက်တယ်ဗျဟာထူးပါပြီလားတကကြီးရာဒီကွေမမင်းမချောပုံစံပြောင်းပြီးတော့လူထဲမှာတွာလာနေဆိုပဲ ပြီးတော့ကလေးမလေးတွေကိုတွေ့ရင် ရောနောပြောဆိုပြီးတော့ဘာနေတမီလဲနမဲဘလို့ခေါ်လဲနဲ့မေးဆိုပဲဗျဟာကျုပ်ပါဇက်ကအတန်ထွက်သွားတယ်ပြုတ်ဖုန်းကြီးကတော့တာတိကိုလှမ်းကြည့်ရတယ်မှန်မဗျာဒီကွေမကိစ္စတခုကိုဆောင်ရွက်ဖို့ဒီကံတော်ကိုရောက်နေတာပါဗျာအရှင်ဘုရားစီကကြားရတဲ့သတင်းရဆိုတော့သူကိစ္စဆောင်ရွက်ဖို့တိတ်မကြတော့ဘူးထင်တယ်ဗျာဩဒါထက်ဒီကံတော်ကိုခေါ်တဲ့ကံကြီးကဘယ်တော့ကလေးရရှိတာလဲဗျာဟာတကကြီးနေ ဒီမျိုးဟာမျိုးဟောင်းနေဟင်းဝခေလောက်ကလေးကတီးခဲမျိုးရှေးပြင်းတွေလက်ထက်တော့မျိုးသားကြီးတွေခန့်အပ်ပြီးအုတ်ချုပ်တယ်မျိုးဒီကန်ကြီးကတော့မျိုးမတီးကလေးကရှိတဲ့တဘာဝကန်ကြီးတကားကြီးရဲ့တောင်ကြရဲ့အမဲဝင်နေတာစမ်းပေါက်တွေနဲ့ဆက်နေရလို့ပြောကြတယ်ဘယ်တော့မှရေမခမ်းဘူးပြီးတော့မိုးဘလောက်ကြီးကြီးရေရှမ်းနေဆိုတာလည်းမရှိဘူးအင်မတန်ထူးတဲ့ကန်ကြီးပြဒါကြောင့်လဲရှေးပြင်းတွေလက်ထက်တော်ကလေးကဒီကန်ကိုကန်တော်လို့ခေါ်ကြတာလေဩ ဒါဆိုရင်ဒီကန်ရဲ့တဒံကြပြီပဲ။ဒါထက်ဒီမျိုးမှာဒီကန်တော့ရေရီပါရီငုတ်ဖူးတဲ့သူရှိသလားဖေ။အာတကကြီးရဲ့ဘယ်မှာလာပြီးတော့ရင်ငုတ်ရဲပါမလဲ။ဒီကန်ထဲမှာဥစ္စာဆောင်တာရှိသလိုမိချောင်းရှိရှိသလိုယုံနေကြတာ။ရေစင်းကူးဝန်သူတော့မရှိပါဘူးတကကြီးရဲ့။အရှင်ဖေမိနေထဲမှာမိချောင်းဆိုတာပါသွားသလားဖေ။ဟုတ်တယ်တကကြီးရဲ့ဒီလိုဒီလိုတခါတော့ဒီမျိုးမှာခက်ပိပိခက်ရွရွလူတယောက်ရှိတယ်။ သူကမင်းလေးတမားကွာပြီးတော့ဒီလူကအောက်ပြေကပြောင်းလာတာသူပြောတော့ပင်လယ်မှာနေခဲ့တာရင်းငုတ်တိတ်ကျွမ်းနေဆိုပဲဒါနဲ့တနေ့တော့မင်းလေးကမှအလောင်းစားလောက်ကြတယ်တဲ့အဲ့လူကရေရောက်မှာ9မိနစ်ငုံနိုင်နေဆိုပဲအဲ့ဒါကိုကြံတဲ့လူတွေကမယုံဒါနဲ့အလောင်းစားလောက်ကြတာပေါ့ဟောဒီကြောင့်ရှိမှမင်းလေးတွေကိုတန်းစီပြီးရက်ထားတာလူတွေမှလိုက်လာပြီးကြည့်ကြတာမနေဘူးကွာအဲ့လူကအင်းချုပ်ပြီးတော့ကရောင်းကလေးများအောင်ကြိတ်ရေထဲဝုန်းကနေခုံချ ကုန်းဘွားလူတွေကနိုင်ယူမတ်တာပေါ့ဟာသူနိုင်ရောလားဗျာဆီယာနောဖဝင်းမီမီးတယ်ဖုန်ကြီးဥညာနာပြုံးပြုံးကြီးလုပ်ပြီးပြောတာဟာဗျာဘယ်လားနိုင်မလို့တကားကြီးဟာရေထဲစင်းအောင်ရှိသေးတယ်ရေရောက်မှာဝုံဝုံဝုံနဲ့ကြားတာပဲခဏနေတော့ဒီလူမောကြီးပန်းကြီးနဲ့ကုန်းမော်ကိုရေကူးပြီးတက်လာတာလူဆိုတာမောပြီးဟော့ဟဲလိုက်နေတာဗျဘာတော့ဘာတွေးလို့တော့ဝိုင်းပြီးတော့မိချောင်းကြီးမိချောင်းကြီးလို့နှုတ်ခွန်းអော်ပြီးတတိလက်သွားလိုက်တာ ပြန်ကိုလဲမလာတော့ဘူးပြောဟာတေရောလားဗျတေပါရောလားတကရဲ့ဟွန်းကုန်းမော်ကလူတွေကရောအဲ့ဒီမိချောင်းကိုတွေးလိုက်ရလားဗျဘယ်သူမှမတွေ့ပါဘူးဗျအဲ့ဒီကလေးကကန်ထဲမှာမိချောင်းရှိတယ်ဆိုတဲ့တဲ့ရင်ကကြော်ထွက်သွားပြီးတော့ရေစက်ကိုတော့မစင်းဝန်းကြတော့ဘူးဆရာကြီးပြောတော့ဟုတ်လိုက်တာလို့ကျုပ်စိတ်ထဲမှာတွေးနေမိတယ်ဘိုးကြီးဥညာနာရဲ့ចောင်းကြီးပေါ်ထက်ကနေကြီးလိုက်လို့ရှိရင်တော့ကန်တော်တစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရတာ အိညာကျုံးနေဆရာနောဖာနဲ့တယောက်တည်းမအိဘဲကိုထိုင်ကြည့်နေတာဆရာကြီးကတော့ဖျားခမ်းမှာတညလုံးတရားထိုင်ပရိစိတ်ပဲလုပ်နေတာလာခါတာတော့ရေကန်ကြီးတစ်ခုလုံးကိုမြင်နေရတာညတကောင်ကျော်တော့ကျုပ်လေပြဆရာနောဖာကခဏအိတ်တယ်ကျုပ်ကကြောင်းမီးတွေကုန်ပိတ်ထားပြီး အမောင်ထဲမှာခုတလုံးနဲ့ထိုင်ပြီးရေကန်ကြီးကိုစောင့်ကြည့်နေတာဟာဘာရောဟာကျုပ်ကြည့်နေတော့မှကံလေကနေရေပွက်ကြီးတစ်ခုထထားသွားတယ်ပြကျုပ်လည်းမျက်တောင်မခက်ဘဲကိုကြည့်နေတာဟော ရေပွက်ကြီးတွေတစ်ခုပြီးတစ်ခုထလာတာပြောဟာရေကြီးရက်တွေအလေကခက်ဖြူဖြူကြီးဘာလဲမသိဘူးလူရိပ်ပဲဒါလူပဲဟင်ကိုယ်မထင်နဲ့ခက်ဖြူဖြူကြီးကျုပ်ဆီယာနုံဖောက်ကိုကပြကေးရနုံလိုက်တယ်ဆီယာနုံဖောက်ထထဟိုမဟိုမဟင်ဘာတော့ကွာတတရဖြူဖြူကြီးပြကံလေမှာရေတွေကပေါ်လာတာထင်နေဘယ်မှာတော့ဆီယာနုံဖောက်အဲ့ရကနေလူလဲထားတယ်ကျုပ်ကြည့်နေတဲ့ပရင်ပေါင်နာကိုလာတယ်ဟာ ုသားပဲကွာဟင်ရေပေါ်မှာလမ်းလျှောက်နေရပဲဒါကန်တော်ကိုဝေမဖို့တတည်သွားသွားဖျားခဲမှာဆရာကြီးကိုတွားပြုံးကျုံလေဖျားခဲကိုတန်သွားပြီးတော့ဆရာကြီးကိုပြောပြလိုက်တယ်ဆရာကြီးလည်းချက်ချင်းကိုထားလိုက်လာတာပြောဟင်ဟုတ်တာပေါ့ကွာအဲ့ဒါကန်တော်ကကိုဝေမပေါ့ကြည်စမ်းရေပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နေတာဟေ့မရှိနောက်ကိုအဆုံးလျှောက်နေတာကွာဒီနေ့ဘယ်နေ့ရက်တုန်းနော်ဖဒီနေ့73ရက်လေးဆရာတပည့်ခါဆိုလာပြီ တစားမုံလာပြီပေါ့ဆရာ။အော်ဒါကြောင့်လှူရှားနေရကိုတပတ်ခါတစားမုံလာပြီဆိုတော့သူ့အစီရင်ကြီးကိုတပတ်ခါလုံးမှတေးကြပြီ။မနေ့ဖြန်မှကျုပ်တို့လှူဆရာတွေအပြီးလှူထားရမယ်။တပတ်ခါညတကောင်ရန်ချင်းလာမုံတက်တာနဲ့အလုပ်စားကြရလိမ့်မယ်။ကိုဝီမတော့အခုလောက်ဆိုရင် တနင်္ဂနွေတမိအဖြိုးစင်ကိုရှာထားပြီးလောက်ပြီနော်ဖရဲ့။ကဲအဲ့ချင်းအဲ့ကြတော့အဲ့ကြတော့ဆရာကြီးလည်းအိမ်ရောက်ဝင်သွားပြီးတော့ကျုံနဲ့ဆရာနော်ဖလည်းအဲ့ကြပြီပြော။ နောက်တနေ့ခုနှစ်နာရီလောက်မှကျုံးရာကနိုးလာတယ်။ကိုရင်းလေးတပါးကျုပ်ကိုလာခေါ်တယ်။ဖုန်းကြီးဦးညာနာကကဲတကားလေးနမရမောင်တာတီဆိုမမဖျားတာတီပါ။အေးမောင်တာတီရဲ့ဆရာကြီးတွေကတော့ကိစ္စရှိလို့ဆိုပြီးမြို့ထဲကိုသွားတယ်။တကားလားဒီမှာမနဲ့အစိုးစာစားလိုက်အောင်။ကျုပ်ကဖုန်းကြီးပြတဲ့ဝိုင်းကိုဝင်ထိုင်လိုက်တယ်။သမင်းတွေရောဟင်းတွေပါစုံပါပဲ။အချိုးဝေးကလည်းမုတ်တုံးလေးမျိုးပဲ။ကဲစားမောင်တာတီ။ ဆရာကြီးတို့ကတော့စောစောပဲစားသွားကြပြီကွ။ကျုပ်လည်းဆဆာနဲ့တဝစားလိုက်မိတယ်။ကျုပ်စားတော့ပြီးုံရှိပါသေးတယ်။ဆရာကြီးနဲ့ဆရာနုံဖပြန်ရောက်လာတယ်။ဟာမောင်တရီရောက်နိုးပြီကို။ဘဲနဲ့လေကွာအေးဝါရဲ့လား။ဟုတ်ကဲ့ဝါပါတယ်ဆရာကြီး။ကျုပ်တို့သုံးယောက်ဖုန်းကြီးကိုရှုခိုးပြီးတော့ကြောင်ကြီးဘော်ကိုတက်ခဲကြတယ်။အဖေထက်ကိုရောက်တော့မှဆရာနုံဖတို့မြူရဲသွားတာလား။အဲ့လိုကျုပ်ကဆီယာနိုဖာကိုမိလိုက်တော့ဆီယာနိုဖာကကျုပ်ကိုကြည့်ပြီးအေးလူလဲဆိုပါစို့ကွာ အေးမြို့ရဲဆိုပါတော့ကွာဒါမဲ့သွားတာမြို့ဦးကိုသွားတာကွာဒီမြို့ရဲ့တက်ဆိုင်ရာနှက်ကြီးတွေကိုအကျိုးချောင်းပြောပြရတာမနေ့ဖြန်မှာဒီကိုရီမကိုရှင်းပြမိအကြောင်းအကြောင်းကြားတာပေါ့ကွာအော်အဲ့လိုလုပ်ရလားတော်တဲ့တောင်တဲ့တော့မလိုဘူးပေါ့ကွာဒီလိုမြို့ကြီးပြကြီးတွေကြတော့မြို့ဆောင်နဲ့တွေကိုအကြောင်းကြားရတယ်ကွာကျုပ်ဖြင့်မနေ့ဖြန်ညကိုမင်းမြန်ရောက်ချင်နေပါပြီဗျာအေးဒီနေ့ပြီးရင်တော့မနေ့ဖြန်ရောက်မှာပဲပေါ့ကွာတာတိယအော်ဒါနဲ့မောင်တာတိယ အညာဆိုတော့ရေဒီပါတွေကြွန့်ချင်ရလားအာဆရာနော်ဖတာတီးကအညာသားပြီမင်းပင်လယ်မှာလေးနေခဲ့ဘူးလေရေကူးလေးကြွန့်နေရဲ့ဗျရေရောက်မှာပဇုံဆန်းနေကြလေဆရာနော်ဖရဲ့ဒါဆိုနေရကြတာပေါ့ကွာနေ့ပြန်ညမှာမောင်တာတီးရေးလေးဆင်းရမယ်ဟိုဟာကြီးလေကွာဆရာကြီးလှုပ်လာတဲ့ငွေတနုကြီးနဲ့မင်းအလုပ်လုပ်ရလိမ့်မယ်ဟင်ဟုတ်လားဆရာနော်ဖအိုးတွေ့ကြသေးတာပေါ့ဗျာတာတီးကအဲ့ဒီလိုပွဲမျိုးတိတ်တွေ့နေတာ ကျုံနဲ့ဆရာနှုံးဖပြောနေရကိုဆရာကြီးကကြားသွားပြီးတော့မောင်တာတီးရဲ့တတိကိုတော့ဆရာကြီးယုံပြီးသားပါကွယ်။ဒါပေမဲ့ဒီတစ်ခါတော့တော်တော်ကိုတတိထားရမယ်ကွယ်မောင်တာတီးရဲ့။ဟုတ်ကဲ့ပါဆရာကြီး။ကဲနှုံးဖမောင်တာတီးကိုအခုနှက်ကြီးလေးပါအင်းတိုက်ထား။ညကြရင်တော့ကဝေးတိုက်ဖြက်အင်းတော်ကြီးတိုက်လိုက်။မောင်တာတီးလည်းဒီနေ့တနေ့လုံးပရိစိတ်နေကွယ်ကြားလား။ဟုတ်ကဲ့ပါဆရာကြီး။ဆရာကြီးရဲ့မျက်နှာရည်မျက်နှာငယ်ကို ကြည့်ရတာတော့တော်တော်ကိုဂယူးတိုက်လုံးရမယ့်ပုံပါပဲ။ တာတီလည်းတည်တည်ချာချာလုံရမယ်ထင်နေပြို့တာတီနှကြီးလေးပါအင်းတောက်ပြီးတော့တနေကုန်ပတိစိတ်နေတယ်ဆရာကြီးနဲ့ဆရာနှုတ်ပါလေးထမင်းစားချိန်ကလွဲပြီးတော့ဖျားကန်းကမထွက်ပဲပတိစိတ်နေကြတယ်ညရောက်တော့တာတီကိုအင်းတစ်ချက်တိုက်တယ်လူကြီးတိတ်ချိန်ရောက်တော့တာတီကြောင်ကြီးပေါ်ကနေပြီးတော့ကန်နေဟူကြည့်တယ်ဒီညလာပို့သားတယ်ပြို့ကန်ကြီးတခုလုံးလင်းနေတော့တာပဲညတစ်ခေါင်ကျော်တော့မနီးကလိုပဲကန်လေးမှာလိုင်းကြီးရွေထလာပြီးတော့ဖြူဖြူကြီးပေါ်လာတယ် ပြီးတော့ရေပေါ်မှာလမ်းလျှောက်ပြီးသွားလာနေလေ။တာတီလည်းတကားခွေကနေတိတိကျကျကြည့်နေတယ်။ဆီယာနိုဘာကတော့ပရိစိတ်နေတယ်ခုံမပြတော့ပါဘူး။ဟာတာတီကြည့်နေတော့မှပဲအဲ့ဒီဖြူဖြူကြီးကအလေးရောက်နေထွက်လာတယ်။အဲ့ဒီအလင်းတန်းတွေကတော့ကန်တော်ကြီးတစ်ခုလုံးကိုဖျောက်ထွက်ပြီးမိုးလိုက်တယ်လို့ပါပဲ။ဒါကဝေဆက်ပေးထင်တယ်လို့တာတီတွေးမိတယ်။ဘာပဲဖြစ်ဖြစ်မနေ့ကျရင်တော့ဆီယာကြီးကိုဒီကြောင်ပြန်ပြောရတော့မှပဲ။ကွေမဘာလုပ်တယ်ဆိုတာဆရာကြီးတီးမှဖြစ်မှလေတာတီမအိပ်ဘဲကိုစောင့်ကြည့်နေရ ဟော၃နိုင်လောက်အထိကိုဝေမသူ့ဆက်တွေကိုပြန်ပေါ်မှာဖြန့်နေတာနောက်မှပျောက်သွားတယ်မနေ့ရောက်တော့ညအတာတီတွေ့ခဲ့တာကိုဆရာကြီးနဲ့ဆရာနုံဖောက်ကိုပြောပြတော့ဆရာကြီးကခေါင်းတင်းကြီးကြီးလုပ်ပြီးစဉ်းစားတယ်อืมဒါဆိုရင်တော့ဒီညတော့တေးကြပြီဟေးနုံဖောက်ကြီးအစင်တင်တာပြင်ထားကြတော့ဟုတ်ကဲ့ဆရာအစင်တင်ဖြစ်ပါပြီမောင်တာတီကတော့မင်းရဲ့တက်တီကိုအစမ်းကုန်အောင်ပြတ်ရမယ်ညပဲကွယ်မင်းနဲ့မင်းဆရာနုံဖောက်ကန်လေးကိုစဉ်းစားရလိမ့်မယ်နှစ်တရာပြည့်ရင်ညမှာ အသက်ဝင်လာမယ့်ကျောင်းမိကျောင်းကြီးကိုမင်းတို့ဆရာတပည့်ကစိတ်မိကိစ္စတုံးကြပြီးတော့ကျုပ်ကတော့ကံတော်ကိုရီမခေါ်လာမယ့်ကလေးမကိုလမ်းကနေဖြတ်ပြီးတားမယ်။ပြီးရင်တော့ကံတော်ကိုရီမနဲ့ပညာချင်းပြိုင်ကြရမှာပေါ့ကွယ်။တတိတော်ထာနုံဖရေကျောင်းမိကျောင်းကဝိညာဉ်စားမယ့်အချိန်မှာမစားရရင်ဒေါသပုံထတော်မှာကွယ်။မင်းတို့နေရာတစ်ချက်မှာတတိမလိစေနဲ့ဟေ့။စိတ်ချပါဆရာကြီး။အဲ့ဒီလိုသာကျုပ်ကပြောလိုက်တယ်။စောင့်နေလို့ကြာလာလားတော့မသိဘူး။အဲ့ဒီနေရာတော်တော်လေးကိုမိုးမချုပ်ဘူးလို့ကျုပ်ကထင်နေတာ။ ဒါပေမဲ့တဘာဝတရားကတော့ပုံမှန်ပါပဲ။ခိုင်းလို့နေဝင်သွားပြီးတဲ့နောက်မှာတော့ခိုင်းလို့ပဲမိုးချုပ်သွားတာပါပဲ။ကျုပ်တို့ဆရာတပည့်၃ယောက်ညစာတော့မစားကြဘူး။ဘိုက်ထဲမှာအစာရီရှိနေရင်လှုပ်ရှားရမှာခက်မယ်ဆိုလို့ပေါ့ဗျာ။ကျုပ်တို့ကံရိတ်ကိုနင်းပြီးတော့ညစင်နိုင်တော့ရှိပြီ။ဆရာတပည့်တွေအင်းဝကီလေးကရှိနေခဲ့တဲ့တဘာဝရေကန်ကြီးကိုငေးကြည့်နေကြတာပေါ့။ကံတစ်ဖက်ကဖြတ်ပြီးတိုက်လာတယ်။လေအီးကလေးကကျုပ်တို့ကို စင်ကနေဖြစ်သွားစေတယ်။ဒါကကျုပ်ထင်တာနော်။ဆရာကြီးကတော့အတွေ့အကြုံများနေပြီဆိုတော့ ချက်ချင်းကိုပြောတာဗျတတိထားတော့ဟေ့ဒီလေအေးကတာမတ်မဟုတ်ဘူးကွာအေးတက်ကများလွန်းနေတယ်ဟုတ်ပါဗျာဆရာကြီးစကားဆုံးယုံရှိသေးတယ်ကံရီပြင်းတွေကဂရက်ထလာရောပထမတော့ဂရက်ကခက်သိသေးပဲကြည်ရင်ကြည်ရင်နဲ့ဂရက်တွေကြီးကြီးလာတာဟာဘာကြီးတော့ဟမဲမဲကြီးပါလားကံလီမှာရေကြီးကြီးထပြီးပေါလာတာရေကိုဖြန်းကနေရိုက်ချလိုက်တာနုဖကျောင်းမီကျောင်းတော့အသက်ဝင်နေပြီကွာဝိညာဉ်ကိုစုပ်ယူဖို့တောင်းတနေတယ် ဒါနှစ်တရာပြည့်တဲ့အချိန်ပဲတကောင်မကြော်မချင်းမင်းလိုမစင်းနဲ့တကောင်ကြော်လို့မှသူတောင်းတာတွေဝင်းကြီးမဆုပ်ယူရရင်တော့ဒီကောင်အရင်ချင်းနဲ့လာလိမ့်မယ်အဲ့ဒီချိန်ကမင်းတို့အတွက်အချိန်ကောင်းပဲကွာဟုတ်ကဲ့ပါဆရာဆရာနော်ဖာကောင်ဆရာကြီးကိုရိုးရိုးတည်တည်ပြောတယ်ပြီးတော့သူ့လဲထားတဲ့ဈေးလွှဲအိတ်ကိုဖြုတ်ယူပြီးတော့ဆရာကြီးကိုအပ်လိုက်တယ်ပြီးတော့ချုပ်ဘက်ကိုလှည့်ပြီးတော့ရော့တာတေးမင်းကန်ရမယ့်ငွေတနုတ်အပေါ်ကပတ်ထားတဲ့စက်ကူတွေခွာလိုက်တော့ ကျုပ်လည်းဆရာနုံဖပေးတဲ့ငွေတနုကိုရိုးရိုးတေးတေးလမ်းယူလိုက်တယ်။ပြီးတော့အပေါ်ကနေလူမမြင်အောင်ပတ်ထားတဲ့စက်ကူတွေကိုခွာလိုက်တော့တယ်။လာရောက်အောင်မှာဝင်းလက်နေတဲ့ငွေတနုကြီးပေါ်လာတယ်။ဆရာကြီးကိုယ်တိုင်တည်တည်ချာချာစီရင်ထားတဲ့ငွေတနုဟုတ်ပြ။ကျုပ်ကတနုကိုလက်ထဲမှာစကြည့်လိုက်တယ်။အပေါ်ကအင်းကြီးတွေကိုကျုပ်ရောဆရာနုံဖပါချွတ်ပစ်လိုက်ကြတယ်။ပစိုးတွေကိုခနှောင်းမြောက်ပြီးတော့ကြိုင်လိုက်ကြတယ်။ကျုပ်ကတနုကျိုးကိုကျုပ်ခါမှာချီလိုက်တယ်။လက်ထဲကတနုလွတ်ကျသွားရင်တော့ပြန်ဆွေးယူလို့ရအောင်ပေါ့ဗျာ။ ဟောရေရဖြူဖြူကြီးတက်လာပြီဆရာကြီးအေးဟုတ်တယ်နော်ဖအဲ့ဒါကန်တော်ကိုရီမပဲကွစိတ်ချဒီကောင်မကြီးကိုကြောက်တာမင်းသားထားဟာကိုရီမရေပေါ်မှာပြင်းနေပြီဗျအသာညင်နေမောင်းတာတိဒီကိုရီမရဲ့နောက်ကိုကြောက်လိုက်သွားမင်းပြောပြောဆိုဆိုပဲဆရာကြီးကကန်တော်ကိုရီမထွက်သွားတဲ့ဘက်ကိုဈေးလွယ်ကြီးတစ်လုံးလွှဲပြီးလိုက်ပြီးသွားတော့တယ်ကျုံနဲ့ဆရာနော်ဖပဲကြံတော့တာဗျမကြခင်မှာပဲလှမုန်းတက်နေပြီဟာရေထဲရဲ့လိုင်းလုံးကြီးထထသွားတာဗျို့ မိချောင်းကြီးပါလား။နဲတဲ့ကောင်ကြီးမှမဟုတ်တာ။ခေါင်းတူကြီးပြ။ခေါင်းဟာကိုတင်းတောင်းလောက်ရှိမလားပဲ။ဆရာနုံဘာပါဇက်ကမန်းနဲ့နေရွနေပြီ။တကောင်ကြောင်းစောင့်နေတဲ့ပုံပဲ။အလိုရေထဲကနေခေါင်းကြီးထိုးထွက်လာပြီ။အမီမဲမဲကြီးနဲ့ရေကိုဖြန်းကနေရိုက်ပြီးပြန်ကုတ်သွားတာပြော။ဆရာနုံဘာလောက်ဦးတစ်ချက်မော့ကြည့်တယ်။ဟောပေါ်လာပြန်ပြီ။ဟုတ်တယ်ပြော။တကောင်ကြောင်းသားလို့ထင်နေ။လှူရှားတာဆော့ဆော့ကားလောက်မကြမ်းတော့ဘူး။ တာဒီရောလက်ထဲရငွေတနုကြီးကိုသာជីချစ်ပါအောင်ဆုပ်ထားမိတာဒီအချိန်ကျပြီငါရင်သွားမယ်ငါနဲ့ဒီကောင်နဲ့တည်တည်ချာချာခွင်းတော့ငါအဖြူဟိုကောင်အမေမမစီနေကြားလာဆီယာနုံဖဘာလို့ပြောပါလိမ့်လို့ကြုတ်စဉ်းစားနေတော့မှာပဲဆီယာနုံဖရေထဲကိုခုံချသွားတယ်ဟာရေထဲရဲ့လိုင်းလုံးကြီးထားပြီးခေါင်းကြီးပေါ်လာပြီးရေကိုအမိကြီးနဲ့ရိုက်လိုက်တယ်ထင်တယ်ဟွန်းဒါမိချောင်းဖြူကြီးပါလားအော်ဒီလိုဒီတော့မှတာတိဆိုတဲ့ကောင်ကသဘောပေါက်သွားတာဗျို့ ဆရာနှုတ်ဘာရုပ်ပြောင်းရုပ်လဲမော်ပညာနဲ့မိချောင်းဖြူကြီးအသွင်ယူပြီးတော့တိုက်ခိုက်ပါဦး။ကဲကျုပ်လဲပေါ့ဗျာ။ကျုပ်ငွေတနုတ်ကိုလက်ထဲမှာတင်းတင်းဆုပ်ပြီးရေထဲကိုခုံချလိုက်တယ်။တာတီတဲ့ဟေ့ရေထဲရဲရောက်ချင်းတော့တာတီဘာမှမမြင်ရအောင်ခဏကလေးပါပဲ။လာရောင်ကြောင်လား။တာတီတောက်ထားတဲ့အင်းတွေရဲ့အစွမ်းလာတော့မသိဘူး။ရေရောက်ကိုတာတီမြင်နေရတယ်။ဟာလိုင်းလုံးကြီးတွေတာတီကိုပြေးဆောင်ပြီဗျို့။ကျုပ်ဖြစ်နောက်ကိုတလန်လောက်တောင်လွင့်ထွက်သွားတယ်။ဟာ မိเจ้าကြီးနှစ်ကောင်လုံးထွေးနေတာတကောင်ကအမေကြီးတကောင်ကဖြူဖြူကြီးအမေကြီးကကြောက်မိเจ้าကြီးပေါ့အဖြူကြီးကကျုပ်စရာနှုံဖပေါ့ဟာတိုက်ပွဲရတော့တော်တော်ပြင်းထန်နေပြီကျုပ်လည်းငွေတနုတ်ကိုတိတိဆဆကန်ပြီးတော့အနာတိုးသွားလိုက်တယ်။ဟိုးဆိုတာကမိเจ้าကြီးနှစ်ကောင်နူးလိုက်တဲ့အတံပဲဖျန်းဆိုတာကတော့အမေကောင်ကြီးရဲ့အမိနဲ့ကျုပ်ကိုရိုက်မိတာပြောအားဆိုတာရေထဲမှာကျုပ်လန့်အော်လိုက်တာရောက်တက်သွားတာလေဒီတော့ကျုပ်အော်လိုက်တဲ့အတံကြီးကလေထဲမှာလွင့်ထွက်သွားတာပေါ့ကျုပ်ရေထဲကိုပြန်ကြမှာတော့ ရေထဲကိုချက်ချင်းငုပ်ပြီးမိချောင်းကြီးတွေကိုနုံထဲမှာနှကောင်းသာလုံးနေတာအမဲကောင်ကြီးကအပေါ်ရောက်လိုက်အဖြူကြီးကအပေါ်ရောက်လာလိုက်နဲ့ကျုပ်အသက်ကိုနာနာအောင်ပြီးတော့အနားကိုကတ်လာခဲ့တာပေါ့စောစောကရေပေါ်ကိုမြောက်အတက်မှာကျုပ်ကအသက်ကိုတဝါကြီးရှူလာတာဗျဟောအမဲကြီးကအပေါ်ကနေပြီးအဖြူကောင်ကြီးကိုဖိကိုက်နေတာတွေ့ကြသေးတာပေါ့ဗျာငါဆရာနုံဘောက်ကိုက်တဲ့အကောင်ကျုပ်ဆရာခဏနေရတာတွေ့တော့ကျုပ်သူတွေချက်ချင်းစုပွက်လာပြီးဝေတနုကိုလက်နဲ့ဆုံကိုင်းပြီးတော့ မိเจ้าမဲကြီးရဲ့လက်ပြင်ကနေအောက်ကိုစိုက်ထိတ်လိုက်တာပြို့ကဲကွာကဲတည်ပြီးတော့အသားလေးကိုစိုက်ဝင်သွားတဲ့တနုပင်ကြီးကိုကြုံအားနဲ့ထပ်ဖြီးပြီးတွန်းလိုက်တာမိเจ้าကြီးချက်ချင်းကိုတွန်းတူလွန်းသွားတာပြို့မိเจ้าဖြူကြီးကချက်ချင်းယုံထွက်ပြီးတော့အမေခေါင်ကြီးကိုကြိုက်တော့တာပဲအမေခေါင်ကြီးကကန်ထဲမှာလက်ပတ်ပြေးတော့တာပေါ့ကျုပ်လဲထပ်ပြီးအသက်မအောင်နိုင်တော့တာနဲ့ရေးပေါ်ကိုပေါ်ခဲ့ရတော့တာပေါ့ဒါပေမဲ့တနက်ကျိုးကတော့ကျုပ်ခါမှာချီထားတာဆိုတော့ကျုပ်က ရေးပေါ်ပြီး အသက်ရှူလျက်အောက်ကမိချောင်းကြီးကဆွဲတော့ရေထဲပြန်ပြုတ်လိုက်ဖြစ်နေရောပေါ့မိချောင်းမေးကြီးကတော့ကံကိုပတ်ပြီးကူးပြေးနေသေးတာခဏကြာတော့မှငြိမ်သွားတာမိချောင်းဖြူကြီးကလည်းထောက်ရှောက်ကိုလိုက်ကိုက်နေတာဟောငြိမ်သွားပြီငြိမ်သွားပြီဟာမိချောင်းကြီးကကြောက်ရွံ့ကြီးဖြစ်သွားပြီကျုပ်ရဲ့ငွေတနက်ကြီးလည်းချွတ်ထွက်သွားပြီဗျာကျုပ်ကကျိုးကနေကိုက်ပြီးတော့ငွေတနက်ကိုပြန်ဆွဲယူထားလိုက်တယ်ကျုပ်လက်ထဲကိုတနုတ်ပြန်ရောက်ပြီဟာကွဲသွားပြီဗျို့ ။ကျောင်းမီကျောင်းကြီးကအကြောင်ကြီးတွေပေါ်လာပြီးတော့ကွဲထွက်သွားတယ်။ဟင်။မိကျောင်းဖြူကြီးချက်ချင်းရေပေါ်ကိုထိုးတက်သွားပြီးကျုပ်လည်းရေပေါ်ကိုပေါ်ပြီးတော့ကန်းဆက်ကိုကူရတာပေါ့။ကန်းဆက်ကိုတက်လိုက်တော့တစ်ပင်တပင်ပင်ကိုမိပြီးတော့တိုက်နေစေဆီယာနိုဖောက်ကိုတွေ့လိုက်ရတယ်။တော်ပါသေးရဲ့ဗျာ။တာတီမင်းရဲ့တတိကတော့ပြိုင်ဆန်ရှားပါပဲကွာ။အဲလိုဆီယာနိုဖောက်ကစီးပြီးပြောတယ်။ကဲတာတီမင်းခါမှကြည်ထားတဲ့တနုကျုပ်ဖြုတ်လိုက်ကွာ။ဆရာကြီးနောက်ကိုလိုက်ကြစို့။ကျုပ်လည်းခါကတနုကျုပ်ကိုဖြုတ်တယ် တနောက်ကိုတော့လက်ကကိုင်းလာတယ်။လူရမေရပေါ့။ဆရာတပည့်နှစ်ယောက်လုံးကတော့ရေရွှဲသားနေပေါ့။ဟောတွေ့ပြီဗျို။ကံရဲ့အရှိတ်မှာကိုအီမာကြီးနဲ့ဆရာကြီးနဲ့အပြင်းထန်ကိုတိုက်နေကြတာ။ဟဲ့ကောင်ဆရာစုပ်။နင်းလူတွေငားရည်မိကြအောင်ကိစ္စတုံးလိုက်ကြပြီမို့လား။အေးနင့်ကကိစ္စတုံးမိတာမတ်တော်ဆရာစုပ်။ငါနင်းတက်ကိုနင်းကိုယ်တည်းဝင်လာအောင်တမင်ဆောက်နေတာဟေးကဝေမရဲ့။ဒါမှနင့်ကကိစ္စတုံးလို့ရမှာ။အော်ဒီလိုလား။ရော့ဟောဒီကဝေစက်က ငါကိုပိုင်ဆက်ဟဲ့ရော့ကိုဝီမာကြီးကမျက်လုံးကရောပါဇက်ကပါတဝင်းဝင်းနဲ့ဆက်တွေထုတ်လုလိုက်တော့တယ်ဆရာကြီးကလက်ဝါးကိုဖြန့်ကားလိုက်ပြီးတော့ပြန်တွန်းပေးလိုက်တော့ကိုဝီမာကြီးရဲ့ဆက်တွေကရှေးဆက်မတွန်းနိုင်ပေနဲ့ကိုဝီမာကြီးပါဖင်တိုင်ရဲ့လဲကျသွားတော့တယ်ကိုဝီမာကြီးကတော့လင်းနေရာကနေပြန်ထမယ်အလုံးမှာတော့ဆရာကြီးကရှေ့ကိုပြေးဝင်သွားပြီးတော့သူ့လက်ထဲကစေးတောင်းနဲ့တအားပေါက်ချလိုက်တော့တယ်ဟာမိတော့ကြီးပါထားသွားတာပြောကိုဝီမာကြီးလည်းမိတော့ထဲမှာလိမ့်နေရော့ ဲ့ဒါမီးမော်လို့ခေါ်တယ်ကဝေမရဲ့။နေကရေထဲကလာတဲ့ပညာသည်ဆိုတော့နေကိုမီးမော်နဲ့တက်လိုက်တာလေ။မီးများမီးနိုင်ရေများရေနိုင်နဲ့။ကဲနေရအောင်ငင်းပြီးတော့ကဝေမကြီးကလက်ကြီးတွေကွေးကပ်ပြီးတော့ပါဇက်ကြီးဟပြီးရေတွေမုတ်ထုတ်တယ်။ဒါပေမဲ့သူ့ပါဇက်ကထွက်လာတဲ့ရေကတော့မီးတောက်ကြီးကိုလုံးဝမငိမ့်နိုင်တော့ဘူး။မီးတောက်ကြီးကကြီးတဲ့ကြီးလာတယ်။အာကိုအီမာကြီးအတန်တကြီးနဲ့អော်လိုက်တာအနီးနားအကြီးကန်းတွေရောက်လန့်ပြန်ကုန်ကြတယ် ကြီးပြိုတဲ့အတန်ကြီးကပဝင်းချင်းတစ်ခုလုံးဆူညံသွားတော့တယ်။ဟင်ဟိုမှာမင်းကလေးတယောက်လာနေပါလားဆရာတော်ဘာ။ဟေးဟုတ်သားပဲကွာအตาကြည့်နေတာတည်း။နောက်ဆုံးတော့မီးတောက်ကြီးကကန်တော်ကွေမာကြီးကို ပြဖြစ်အောင်လောင်းမြိုက်သွားတော့တာပေါ့။ဟင်ဟိုကလေးမလေးထလာပြီဗျ။ကြုတ်ကြည့်နေတော့မှပဲလဲနေတဲ့မင်းကလေးကတတိယပြီးတော့ဂုတ်တုတ်ကလေးထထိုင်နေပြီးတော့ဟိုကြီးတီကြီးလှုပ်နေတယ်။နှုတ်ဖားနဲ့မောင်းတာတည်း။ဒါကြောက်ကွဒီကလေးမကိုចောင်းဟုခေါ်ခဲ့။ဖုန်ကြီးဥညာနာစီအပ်လိုက်ကြ။ ကျုပ်တို့ကြောင်းပြန်ရောက်တော့ဘုံကြီးဦးညာနာနဲ့ဦးပစင်းတွေကကျုပ်တို့ကိုစီးချိုနေကြတာသူတို့တွေကန်နေရတိုက်ပွဲကိုလာရအောင်မှမြင်နေရတာဆိုပဲဆရာကြီးရဲ့တိုက်ပွဲကိုတော့မမြင်ရပါမိပြောဆိုကျင်းဝါတန်တွေကိုအတိုင်းသာကြားနေကြတယ်တဲ့နောက်တနေ့ရောက်တော့ကိုအီမာကြီးဆက်လူပြီးခေါ်လိုက်တဲ့ကလေးမလေးကိုသူ့ဝင်ပြန်မို့ပေးကြတယ်ကန်တော့ကိုအီမာကြီးမရှိတော့တဲ့အကြောင်းကိုတော့ဘုံကြီးဦးညာနာပြောပြလေရဲ့ကျုပ်တို့ဆရာတပည့်တွေကတော့ရန်ကုန်ကိုပြန်ခဲ့ကြတာပေါ့ဗျာ ပြည်သက်များရှင်ဆရာတာတေးဒါထိုင်ကံတော်ကဝေမဆိုတဲ့ဇလန်လီကတော့ဒီမနေ့ပြီးဆုံးသွားပါပြီ။နားဆင်အားပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။